တကယ်တော့ဟိုလှုပ်ရှားနေတာအဲ့လိုမျိုးသူနဲ့သူမျိုးသမီးနဲ့ကဒီသူတို့သားလေးကိုသူတို့နှစ်ယောက်အတူတူကြည့်ရှုဆောက်ရှောက်တာဆိုတော့လေအဲဒီသူမျိုးသမီးတို့တော့အများကြီးအားပေးဖြစ်ပါတယ်ဘာလို့လဲဆိုသူအနေနဲ့လဲအာခဏိုင်ရှိအောင်ပေါ့လေအဲ့တော့သူတိတ်ဟိုခဏိုင်နေရပေါ့နော်ဟုတ်ချိန်ချိန်ပေါ့လေချိန်တစ်ခုပါပဲဒါကတော့ဒါ universal truth ပဲလေနော်လူတိုင်းဒါဟိုဒီလမ်းက ဒါရှိနေရပဲလေခကြီးသွားတယ်ပဲလေဒီ page မှာလည်းဒီရေးထားပါတယ်အဲ့လိုဖြစ်တဲ့အတွက်အဲ့တော့ဒါခကြီးနောက်ခုထွက်သွားတဲ့သဘောပါပဲ ော်ဒီအမဝမ်းခွဲဟိုမန္တနာချောချောကြီးလို့ခေါ်တာပေါ့အဲချောကြီးကငိုပြီးတော့ဖုန်းဆက်တယ်အဲဒီလိုတောင်းကြားတယ်ပေါ့လေးဆုံးနေရဲ့အဲမယုံနိုင်တော့မဖြစ်ပါဘူးဘာဖြစ်လို့လဲဆိုလူဆိုတာဒီနေ့တော့အကောင်လုံးဒါဒီလမ်းကိုသွားအောင်ပါပဲလေဟုတ်ဟိုသူ့သားလေးစိတ်မချဟိုပါပေါ့နော်ဟိုဒီနေ့ကတော့တေးကဟိုအဓိကသူ့အမျိုးသမီးပေါ့ တကယ်တော့ဟိုလှုပ်ရှားနေတာအဲ့လိုမျိုးသူနဲ့သူမျိုးသမီးနဲ့ကဒီသူတို့သားလေးကိုသူတို့နှစ်ယောက်အတူတူတီရှူဖောက်လျှောက်တာဆိုတော့လေအဲဒီသူမျိုးသမီးတို့တော့အများကြီးအားပေးဖြစ်ပါတယ်ဘာလို့လဲဆိုသူအနေနဲ့လဲအာခဏိုင်ရှိအောင်ပေါ့လေအဲ့တော့သူတိတ်ဟိုခဏိုင်နေရပေါ့နော်ဟုတ်အဲ့လေတော့အားပေးဖြစ်ပါတယ်ပြီးရင်လဲဟိုဒီကတော့ ချိန်ချိန်ပေါ့လေချိန်တစ်ခုပါပဲဒါကတော့ဒါ universal truth ပဲလေเนาะလူတိုင်းဒါဟိုဒီလမ်းကဒါရှိနေပါလေခရီးသွားတယ်ပဲလေဒီ page မှာလည်းဒီရေးထားပါတယ်အဲ့လိုဖြစ်တဲ့အတွက်အဲ့တော့ဒါခရီးနောက်ခုထွက်သွားတဲ့သဘောပါပဲအဲအဓိကတော့နောက်ဘွားလည်းဟိုဒါကူးသွားပြီဆိုတော့အဲ့လိုမျိုးသူ့အနေနဲ့နောက်ဆံမတင်မဲ့နဲ့ပေါ့เนาะအဲ့လိုပဲ ဟိုသူအလှူတွေတည်းလုပ်တယ်ဆိုတော့ယုံကြည်ပါတယ်ပြီးတော့သူရှေ့မှာလည်း interview တွေမှာဆိုတော့သူကဒါပြောထားတာရှိတယ်လေအဲ့လိုမျိုးသူလည်းဒီဟာကိုငကိုရေကလက်ခံပြီးသားလူတယောက်ပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ဒီကတော့သူဒီသားစုအတွက်သူတိတ်နောက်ဆက်မတင်မဲ့နဲ့သူပို့ပြီးတော့ပေါ့နော်ကောင်းရမွန်ရာဘုံဘွားကိုအမြဲဆုံးရောက်ပါစေလို့ပဲဒီကတော့ဆုတောင်းပေးပါတယ်ဟုတ်တယ်